်မင်္ဂလာပါခင်ဗျာသူတစ်ပါးလက်ထက်ကိုရောက်နေတဲ့မိမိတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကိုတရားသဖြင့်ပြန်လဲရယူလို့တဲ့အခါမှာဒီအရာကိုပြုလုပ်တင်ပါတယ်မိမိအနေနဲ့အမွေရတဲ့ရလိုက်တာမှန်ပေမဲ့မိဘတွေမရှိတဲ့နောက်ပိုင်းမှာမိမိကိုအမွေမပေးချင်တော့တဲ့အတွက်ကြောင့်မလို့မိသားစုဝင်တဦးကနေပြီးတော့မှအနိုင်ကျင့်ပိုကြပြီးတော့နော်လက်ဝကြီးအုပ်ချုပ်ကင်ထားရင်တော့လကောက် မိမိရဲ့ပိုင်ဆိုင်မှုရွှေငွေတွေကိုနော်ယုံကြည်စွာနဲ့တသုံးတယောက်ကိုအနှံထားခဲ့ပြီးတော့မှအဲ့လူကကိုယ့်ကိုပြန်မပေးကျင်တော့တဲ့အခါမှာနော်ကိုယ့်ကိုညစ်တွန်းနော်ညစ်တွန်းတွန်းနေရင်တော့လည်းကောင်းအဲ့တော့ကိုယ်ပတ်စံနေချင်းငှားလိုက်ပြီးတော့မှအဲ့လူကကိုယ့်ကိုပြန်ပေးနိုင်မှလျက်နဲ့နော်ပြန်မပေးဘဲနဲ့ညစ်နေရင်တော့လည်းကောင်းအဲ့တော့ဒီရရာကိုပြုတ်တင်ပါတယ်အဲ့တော့ဒီရရာဟာမိမိတို့ရဲ့နော်မိဘန်းနဲ့ဓာတ်ပန်းအိုက်ပန်းနှစ်ခုကိုတွဲဆက်ပြီးတော့ဖျားရှင်ကိုလှူဒန်းပြီးတော့ဆူတောင်းရတဲ့ရရရာပဲဖြစ်ပါတယ် လှူတဲ့အခါမှာလည်းမိမိတို့ရဲ့စပုတ်လို့ခေါ်တဲ့မွေးနံရဲ့6ခုမြောက်အချိန်အခါမှာကျွန်တော်တို့လှူရပါတယ်အဲ့တော့တင်းရွေသားသမီးများဆိုလို့ရှိရင်ကျွန်တော်တို့တောက်ကြနေမနက်6နာရီကနေ9နာရီခွဲတွင်မှာပထောက်29ညွန့်ကိုအတာအိုးထိုးပြီးတော့ဖျားရှင်ကိုလှူဒန်းပြီးတော့တိုင်ကျဆုတောင်းရပါတယ်တင်းလာသားသမီးများဆိုလို့ရှိရင်တော့စနေနေ့မနက်6နာရီကနေ9နာရီခွဲတွင်မှာရွက်လာ18ညွန့်နဲ့မိမျိုး16ပွင့်ကိုပေါင်းပြီးတော့အတာအိုးထိုးပြီးတော့ဖျားရှင်ကိုလှူဒန်းတိုင်ကျဆုတောင်းရပါတယ် အင်္ဂါသားသမီးများဆိုရင်တော့တနင်္ဂနွေနေ့မနက်6:00နာရီကနေ9:00နာရီခွဲပြင်းမှာတရက်ညွတ်30နဲ့8ညွတ်သို့မဟုတ်တရက်ရွတ်30နဲ့8ရွတ်ကိုအတာအိုးထိုးပြီးတော့လှူဒန်းတိုင်တဲ့ဆူတောင်းရပါတယ်။ဗုဒ္ဓသားသမီးများဆိုရင်တော့တနင်္လာနေ့မနက်6:00နာရီကနေ9:00နာရီခွဲပြင်းမှာကန်ကော15ညွတ်နဲ့ပြီး21ညွတ်ကိုအတာအိုးထိုးပြီးတော့လှူဒန်းတိုင်တဲ့ဆူတောင်းရပါတယ်။ကြာသာပြိသားသမီးများဆိုရင်တော့အင်္ဂါနေ့မနက်6:00နာရီကနေ9:00နာရီခွဲပြင်းမှာ အုံ6ညွန့်နဲ့ဒန်းကော်15ညွန့်ကိုအတာအိုးထိုးပြီးတော့လူတန်းတိုင်ကဲဆူတောင်းရပါတယ်။တောက်ကြသားသမီးများဆိုရင်တော့ဗုဒ္ဓနေ့မနက်6နာရီကနေ9နာရီခွဲတွင်မှာဇွန်10ညွန့်နဲ့ရွက်လာ18ညွန့်ကိုအတာအိုးထိုးပြီးတော့လူတန်းတိုင်ကဲဆူတောင်းရပါတယ်။စနေသားသမီးများဆိုရင်တော့ကြာသာပတိနေ့မနက်6နာရီကနေ9နာရီခွဲတွင်မှာရွက်လာ12ညွန့်နဲ့အုံ6ညွန့်ကိုအတာအိုးထိုးပြီးတော့ဘုရားရှင်ကိုလူတန်းတိုင်ကဲပြီးတော့ဆူတောင်းရပါတယ်။ ဲ့ဒါကိုကျွန်တော်တို့အပတ်စဉ်အပတ်စဉ်အဲ့ဒီနေ့အဲ့ဒီအချိန်ခါတွေမှာအဲ့ဒီဘန်းတွေကိုအပတ်စဉ်ပတ်စဉ်လှူသွားပြီးတော့အဲ့ဒီကိစ္စကိုပဲတိုင်ကျယ်ဆူတောင်းရပါတယ်ဆူတောင်းတယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ပြပြရောပေါ့နော်ဟိုပေါ့ဆူတောင်းလို့တော့မရဘူးပေါ့လေစိတ်ကလေးညစ်ပြီးတော့လေးလေးနက်နက်လေးဆူတောင်းကြည့်ပါဒါဆိုရင်တော့အဲ့ဒီပစ္စည်းတွေကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေပြန်လဲရရှိဖို့ရာနော်အခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေအကူအညီမစားမဲ့သူတွေကိုယ့်ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီပြောဆိုမဲ့သူတွေပေါ်လာတာပေါ့အဲ့တော့ဒါဒီ မိစေတို့အတွက်ကိုကိုပစ္စည်းတွေကိုပြင်ရဖို့အတွက်ကံတရားရဲ့အထောက်ပံ့ကိုရရှိစေပါတယ်ခင်ဗျာအဲ့တော့ဒါသည်ကံရဲ့အထောက်ပံ့ဝယ်เนาะရပြီးတော့မှပြန်လဲရရှိဖို့အတွက်ကိုဒါအကူညီမဲ့သူတွေပေါ်လာတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ကတော့အဘဆယ်ကြီးမြင့်သိန်းခါရဲ့တပည့်ရင်တူဦးဖြစ်တဲ့ထိုက်အောင်ရှင်ဖြစ်ပါတယ်အခုလိုမျိုးဘေးရင်ရည်ရွယ်နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုကျွန်တော်အခါအားလျော်စွာလဲတင်ပြပေးနေမှာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ပါသေးရင်လည်း follow လုပ်ခဲ့ကြပါဦးเนาะ ဒီအသက်မပြေးရသေးရင်လည်းအသက်လေးပြေးခဲ့ကြပါဦးခင်ဗျာ